you're my sweetest ဘာလဲအခုပြောမယ့်အကြောင်းအရာကအိမ်တိုင်းမှာကိုသားသမီးတွေနဲ့ဂျုံမဲ့ပြဿနာတစ်ခုရှိတယ်သားသမီးကိုချစ်မယ်ဆိုရင်တော့ဒါလေးကိုတစ်ချက်ကြည့်ကြည့်ပါဦးဗျနော်အဲ့ဒီမှာကဘာဘာဘာတွေပါဝင်လဲဆိုတော့ handful content ပေါ့နော်အန်ဒီရရှိတဲ့အကြောင်းအရာတွေ cyber bullying ဆိုတဲ့နိုင်ကျင့်တာဟာတွေနောက်တစ်ခါ self harm material တွေ kind doing အသုံးပြုရင်အန်ဒီရရှိတဲ့ပစ္စည်းတွေ eating disorder content ပေါ့ အစားအသောက်တွေကိုစားခြင်းလို့စားတဲ့အဲဒီကိစ္စတွေ violent videos တွေပြီးတော့အကြမ်းဖက်မှုတွေရက်ဆက်တဲ့ညှဉ်းပန်းနှိပ်စက်တဲ့ video တွေပြီးလို့ဆိုရင် safety and mental health issue တဲ့အဲ့တော့ကျန်းမာရေးအတွက်စိတ်ချလုံခြုံရတဲ့ကိစ္စမဟုတ်တဲ့ပြဒနာကြီးကျမ်းမာရေးစိတ်ထွေမှုတွေဖြစ်လာတဲ့ပြဒနာတွေကိုကြုံရတဲ့အတွက်ကြောင့်ဩစတြေးလျနိုင်ငံနေနဲ့ဒီကိစ္စကိုလုံးဝအကောင့်ထဲပေါ်တဲ့ပထမဆုံးနိုင်ငံဖြစ်ပါ အဲ့တော့ပထမဆုံးနိုင်ငံတစ်ခုအနေနဲ့ဩစတြေးလျကဒီကိစ္စကို national wide ban ပေါ့တနိုင်ငံလုံးတိုင်းတာနေနဲ့ကိုယ့်ရဲ့သားသမီးတွေ16နှစ်အောက်သားသမီးတွေကို social media account တုံးမှုလုံးဝပိတ်ပင်လောက်မှာဖြစ်တယ်ပေါ့နော်အဲ့တော့သူတနိုင်ငံနဲ့လားဆိုတော့မဟုတ်ဘူးချားနိုင်ငံတွေအများကြီးဆိုတာဒါတွေကိုစောင့်ကြည့်နေတယ်ပထမဆုံးနိုင်ငံကတော့အခုပိတ်ဖို့ကဒီဇင်ဘာ10ရက်နေ့ပြီးတော့စပြီးပိတ်သိမ်းတော့မှာပေါ့ဘယ်လိုပိတ်မှာလဲစသည်ဖြင့်ပေါ့နော် Australia is implementing a national wide emblematic account for national ban ဆိုတော့ ban တော့တနိုင်ငံလုံး ban national social media account for children under 16 affected december affected အဲ့နေရာကနေစမှာထိရောက်လုံမှာက december 10th okay အဲ့တမှာဒီအဓိကပါဝင်တာတော့ facebook instagram tiktok uh, snapchat youtube x a reddit threads twitch and kick ဆိုပြီးတော့ included ပါဝင်တယ်အဲ့တော့သူရဲ့ age verification methods တွေသုံးမယ်တဲ့အသက်အရွယ်ကိုဘယ်လိုမျိုးဟိုဖမ်းလဲအသက်အရွယ်ဘယ်လောက်ရှိတယ်ဆိုတာသိအောင်ပေါ့နော် technology သုံးမယ်အဲ့ဒီမှာဒီ age ကို assurance တေးကြမတေးကြစစ်ဖို့နီလန် technology သုံးမယ်အဲ့မှာက facial age ဆိုတဲ့မျက်နှာယူကြည့်မယ် as to ခံမှန်းမှုတွေ video surface တွေကြည့်မယ် ပြီးတော့ ID checks အစိုးရရဲ့ ID check တွေကြည့်မယ် AI tools တွေကိုအသုံးပြုမယ်ပြီးတော့ online behavior တွေပေါ့ online မှာတုံးတဲ့လူတယောက်ရဲ့ abuse မှုတွေကြည့်ပြီးတုံးမယ်အဲ့ဒါတွေကိုကြည့်ပြီးတော့ check လုပ်မယ်တဲ့အဲ့လိုပဲ तू ကဒီမှာ global contest တဲ့မှာ Austria the first contact the first country ပေါ့နော် အဲပြီးတော့ US attempted similar rules US ကလည်းဒါကြိုးစား UK ကလည်း safety rules တွေ implementing the safety rules ပြီးတော့ European နောက်ပြီးတော့ countries တွေမိဘသဘောတူညီချက်နဲ့ with consent အချိန်မရလို့เนาะနောက်ဆုံးမှာတော့ express ရဒီကိစ္စကိုဆွေးနွေးဖို့လည်းရှိပါတယ်တွန်းကျင်သူတွေအဲဒါမျိုးစုံသင်တယ်ဒါနဲ့အခြားပကြီးတဲ့အင်္ဂလိပ်စာသင်တယ်မရလည်းရှိပါတယ်ဆိုတဲ့အကြောင်းလည်းတင်ပြကောင်းပါပါစေကျေးဇူးပါ